မင်္ဂလာပါကျစံပါမီ channel လေးပြီးပြန်လဲကျေးဇူးပါတယ်ဒီနေ့အကြောင်းအရတော့ကျွန်တော်ဒီအနျူကလီးယားနဲ့ပတ်သက်ပြီးတော့မှလေ့လာထားတာလေးနဲ့သိရှိထားတာလေးတစ်ချက်ပြပြပေးခြင်းနဲ့ပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလက်ရှိကမ္ဘာကြီးမှာလေဒီအနျူကလီးယားစစ်ပွဲဖြစ်မလားပေါ့နော်။ဒီအနျူကလီးယားနဲ့ပတ်သက်တဲ့ဟာတွေကလည်းလက်ရှိမှာကျွန်တော်တို့သိထားခြင်းနဲ့ပေါ့။ဘာကြောင့်လဲဆိုတော့ မဖြစ်အောင်ကျွန်တော်တို့နိုင်ငံတိုင်းကတားနေကြတယ်ဗျာမဖြစ်အောင်တားနေကြတယ်လက်ရှိမှာစစ်ရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့တချို့နိုင်ငံတွေမှာလည်းအကြောင်းအမျိုးမျိုးကြောင့်လည်းတကယ်ပေါ့နော်စစ်ဖြစ်နေတဲ့ဟာတွေရှိရယ်ကိုယ်နိုင်ငံကလာထိပြီဆိုရင်တော့ဘလူးမှာတော့ကျွန်တော်တို့အဲတိခတ်မှာမဟုတ်ဘူးဗျာနော်ပြန်ပြီးတော့တုံ့ပြန်ပြီးတော့မှကျွန်တော်ပြန်လာခုခံတယ်ဗျာနော်ဒါအဲ့ဒါတော့ပြဿနာမရှိဘူးရိုးနေမယ်ကျွန်တော်တို့ဒီဆက်လက်နေတဲ့နေတိုက်တယ်ခိုက်တယ်ဗျာနော်ဒါကတော့ပြဿနာမရှိဘူးဆိုပေမဲ့တကယ်တကယ်ကကျွန်တော်တို့လက်ရှိ အချိန်ကြီးမှာပေါ့နော်ကျွန်တော်တို့ခေတ်အချိန်ကြီးမှာလည်းနီးမညာလည်းအရန်ကိုတိုးတက်နေပြီအရန်ကိုလင်းနေလည်းမဟုတ်ဘူးဘုံကျဲလင်းနေလည်းမဟုတ်ဘူးကျွန်တော်ရော့ကတ်တင်နေလည်းမဟုတ်တော့ဘူးဒါပေမဲ့ဒါရုပစ္စည်းတွေနဲ့ပတ်သက်တဲ့ဒုံးတွေပါတယ်ပါလာတာပညာဖြစ်စေကျွန်တော်တို့ဒီအနျူကလီးယားနဲ့ပတ်သက်ပြီးတော့မှစစ်ပွဲဖြစ်တယ်ပေါ့နော်ဖြစ်သွားမှာကိုကျွန်တော်တို့ကဘာကလူတွေပေါ့နော်တကယ်နိုင်ငံကြီးတွေလူတွေရနေမဖြစ်ဖြစ်အောင်ကျွန်တော်တို့ထိနေတာပေါ့နော်ပြောမယ်ဆိုရင်တော့မဖြစ်စေချင်ဘူးယိုဒနန်စစ်ပေါ့နော် စစ်နဲ့ပတ်သက်ပြီးတော့တဏ္ဍာရီတကယ်မကြည်မနှက်တာရှိတယ်အဲ့တော့ဒီကျွန်တော်တို့ဒီစစ်နဲ့ပဲပြန်ပြီးတော့တုံညင်ရပါတော့တချို့ကြီးကြတော့လေကျွန်တော်ပြည်သူလူလူလူတွေကိုယ်တိုင်ဟိုမှအဲဟိုအရင်တုန်းကသမိုင်းရောက်နေဆိုရင်တဏ္ဍာရီနဲ့နိုင်ငံနဲ့မုံတီတာတွေနေမြေလူတာတွေအဲ့အရာပတ်သက်ပြီးတော့မှဖြစ်ကြတာပေါ့နော်အဲ့တော့နျူကလ িয়ার စပွဲကိုဘာကြောင့်မဖြစ်နိုင်မဖြစ်စေချင်တာလဲပေါ့နော်ပြီးတော့လူသမိုင်းစလျှောက်လုံးမှာအကြီးမားဆုံးကျွန်တော်ဒီဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့စစ်ဖြစ်ခဲ့လားဆိုတော့ ဖြစ်ခဲ့မဖြစ်ခဲ့ဘူးเนาะမဖြစ်ခဲ့ဘူးဆိုတာကကျွန်တော်တို့ဒီနိုင်ငံနေနဲ့ပတ်သက်ပြီးတော့နျူကလ িয়ার စစ်ပွဲဆိုတာတော့မဖြစ်ခဲ့ဘူးကျွန်တော်တို့ဒီလူထုမိုင်းတစ်လျှောက်မှာအကြီးအမားဆုံးအနေနဲ့ကျွန်တော်တို့1900ပေါ့เนาะ45ခုနဲ့မှာဒီအမေရိကန်နေပြီးတော့မှကျွန်တော်ဟီရိုရှိမားကိုသွားပြီးတော့မှဘုံကျဲတဲ့နျူကလ িয়ার ကိုဆက်ဆက်ဆက်ပြီးတော့မှတုံးခဲ့တာပေါ့เนาะဒါကတော့ဝေါ်ဝါ2မှာပေါ့เนาะဝေါ်ဝါ2မှာဆက်ပြီးတော့မှတုံး တုံးခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကဘာကနေပြီးတော့မှဒီအနျူကလီးယားနဲ့ဟာကိုပိတ်ပင်လိုက်တယ်ပေါ့နော်ပထမအဦးဆုံးကျွန်တော်ဒီအနျူကလီးယားနဲ့ပတ်သက်ပြီးတော့မှအစပြီးတော့မှဒီတုံးလိုက်တဲ့နိုင်ငံကအမေရိကပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့ဟီရိုရှိမားကိုသွားပြီးတော့မှဒီအမေရိကန်နေပြီးတော့မှပုံနေကျဲလိုက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဥပမာယူခြင်းအဖြစ်တကယ်တကယ်ဒါလက်ရှိအခြေအနေမှာကျွန်တော်တို့ဒီနျူကလီးယားနဲ့ပတ်သက်ပြီးတော့မှစစ်ပွဲတာဖြစ်လာပြီဆိုရင်ကျွန်တော်တို့လူမျိုးတွေပျောက်သွားနိုင်တယ်ပြီးတော့ဗီဇပြောင်းတဲ့ ဟာတွေဆိုလည်းပို့ပြီးတော့စိုးရတယ်မယ်ပြီးရာသီဥတုတွေပါရဆိုလည်းအများကြီးထိတည်ရမှုရှိပါမယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကကျွန်တော်တို့တွေတုံးခဲ့တဲ့ကျွန်တော်တို့တွေပေါ့နော်ဒီဟီရိုရှိမာကိုပေါ့နော်1900ကျွန်တော်တို့တွေ45ခုနှစ်မှာတုံးခဲ့တဲ့ဟီရိုရှိမာမှာတုံးခဲ့တဲ့နျူကလ িয়ার ဒဏ်ဆိုရင်တော်တော်လေးကိုမှတော်တော်လေးဒီဂျပန်နိုင်ငံမှာတော်တော်လေးကိုမှတော်တော်လေးခံခဲ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာလေ့လာရကြည့်ကြည့်တော့ပေါ့နော်ဘလောက်တောင်မှကျွန်တော်တွေပြင်းလဲဆိုတော့သူကအပူလိုင်းရလဲပို့ပြီးတော့မှတောက်တယ်ပြီးတော့သူကဓာတ်ပစ္စည်းလို့မဟုတ်ဘူးပေါ့နော်ဓာတ်ပစ္စည်းဆိုတဲ့ဟာ ကဧရိယာတဝိုင်းတော့ပဲသူကလက်ရောက်မှုရှိတာပေါ့နော်တူကကျတော့ဘလောက်ကြည့်ကျွန်တော်ပြင်ရရှိတယ်ဆိုရင်တမိုင်ပေါ့နော်တမိုင်ဒီသူ့ရဲ့အနုကရိယာပုံကြောက်သွားတဲ့နေရာတမိုင်အတွင်းမှာပတ်ချလိုက်မှာရှိရလူတွေအကုန်လုံးကတော့လုံးဝကိုမဆီကြည့်ပြီးတော့မှလုံးဝကိုသေးကုန်မှာပေါ့နော်လုံးဝကိုသေးကုန်မယ်သူ့ထက်တွားပြီးတော့မှဒီသုံးမိုင်အကွာလောက်မှာရှိရလူတွေကတော့အားလုံးတိုက်ရပါဆိုတော့မဆီကြည့်ပြီးတော့မှအဲဘယ်လိုကုန်မယ်လုံးဝကို မမြင်ရတော့တဲ့ပုံစံမျိုးပေါ့နော်အိမ်တွေတိုက်ရဆိုတဲ့အကုန်ပြုတ်ပြက်ပြီးတော့မှပြင်းထန်တဲ့ဟာတွေယူဆိုရင်အဲ့မိုင်သုံးမိုင်အကွာလောက်မှရှိတဲ့ဟာတွေကခံစားရတယ်ပေါ့နော်ဒါကဟီရိုရှိမှမှဖြစ်ခဲ့တဲ့ဟာပေါ့နော်တမိုင်တွင်းမှာတမိုင်တွင်းပတ်ချက်နဲ့မှရှိမြင်ဟာတွေကတော့ဝမ်းစီချေပြီးတော့လူလိခံစားရတာပေါ့နော်အဲ့မှာရှိမြေတွေအဲလေလူတွေရာဆောက်အားလုံးကိုပြောင်းလဲသွားပြီးတော့အစိတ်ငွေတွေဖြစ်သွားပြီးပေါ့နော်ပြောမှာစတော့ အဲ၃ဝင်မှရှိတဲ့ဟာကြီးဆိုလည်းလုံးဝမရှိသေးပါဘူး။သူက7မိုင်လောက်မှရှိတဲ့ဟာကြီးတောင်မှပေါ့နော်။ဒီနျူကလီးယားတန်ခမ်းပြီးရဲ7မိုင်လောက်မှရှိတဲ့ဟာကြီးတောင်မှသူကဒီဒန်ဆိုရင်အဲ90ရာရဲ့ကုန်းလောက်ဒီဟိုမှခန်းစားခဲ့ရတယ်ပေါ့နော်။ဒီဟီရိုရှိမမှာသုံးခဲ့တဲ့ဟာဆိုရင်အဲ90ရာခိုင်နှုန်းဒီ7မိုင်ပတ်လည်ရတဲ့ပြည်မှာမိုင်60အတွင်းမှရှိတဲ့ဟာကြီးဆိုရင်သူကအချိန်နဲ့လေတိုက်အားနဲ့ပုံမူတည်ပြီးတော့မှဒီလေပေါ့နော်လေလူတွေကနေပြီးတော့မှဒီနျူကလီးယားဒီ တထုတွားတဲ့ဟာတွေကနေပြီးပြန်ပြီးတော့မှ cipher တွေဖြစ်တယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဗီဇပြောင်းတယ်အဲ virus လိုဟာမျိုးတွေဖြစ်တယ်လူတွေလူစင်မမီတော့တာတွေပါဖြစ်တယ်အဲ့ဒီနောက်ပေါင်းဝင်မှာရှိတဲ့လူတွေဆိုရင်ကျွန်တော်တို့ရာသီဥတုတွေလည်းပြောင်းလဲသွားပြီးသစ်ပင်ပန်းတွေနေဆိုလည်းအသက်မရှင်နိုင်တော့ဘူးအဲ -60 ကျော်တောင်မှရှိရပါတော့ဒါပေမဲ့လူတွေပိုင်းရာဆိုလည်းအရေးပြားယောဂါတွေလိုဖြစ်လို့တွေပါဖြစ်လို့ virus တွေဖြစ်လို့တွေအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော် အဲ့ဒါကိုပြန်လေထူထောင်လေးလုပ်ဖို့ဆိုတာလည်းမလွယ်ဘူးအဲ့တော့လေဆိုင်ရတယ်လွင့်ပြီးတော့မိုင်60ရဲ့ဟိုဘက်ဝေးဝိုက်ဆိုတာပို့ပြီးတော့အာရွယော်သွားမှာဒါလေဆိုင်ငဘို့မူတည်ပြီးတော့မှဒီနျူကလီးယားဒဏ်ခံရတဲ့ဟာအပိုးပြီးဆိုးရတာပေါ့နော်ဒါပေမဲ့အဲဂျပန်နိုင်ငံမှာလည်းတကယ်ပြည်နယ်ထူထောင်ရေးတွေဈေးရှာလုပ်ခဲ့ရတယ်ပေါ့နော်အဲ့ဒါတွေကိုကဘာကနေပြန်ပြီးတော့မှဆန်တမူနာယူပြီးတော့မှဟုတ်ပြီဒီနျူကလီးယားနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှမသုံးပါနဲ့ဆိုပြီးတော့သူကဂါဗာမန့်ကနေပြီးတော့မှဒီကဘာလုံးဆိုင်ရာကဘာဂါဗာမန့်ကနေပြီးတော့မှအဲ့ဒါပေါ့နော်အဲ့ ပြန်ပြီးတော့မှဒါကိုထိန်းချုပ်ထားတာပေါ့เนาะအခုလက်ရှိအခြေအနေမှာလည်းလူတွေကိုမဖြစ်အောင်ပေါ့เนาะလှုပ်ထားတာဘာကြောင့်လဲဆိုတော့ဒီအခုလက်ရှိကျွန်တော်တို့တွေဒီနျူကလ িয়ার သာတကယ်သုံးမယ်ဆိုရင်ပို့ပြီးတော့စိုးရတဲ့အပြင်းအထန်ပို့ပြီးတော့ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့သူကနျူကလ িয়ার ဆိုတာကျွန်တော် ပြန်ပြီးကြည့်မှဆိုရင်အရင်တော့ဆိုရင်ကျွန်တော်တို့ဒီနာစီတွေဆိုရင်အဓိကဒီဓာတ်ငွေနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုသုံးတယ်အကောင်တွေရတယ်လူမျိုးတွေပါသုံးရတာပေါ့နော်ဒီအမှုတွေပေါ့ဒီကဒီကတော့ဒီအဲထဲမှာပေါ့နော်ဒီရောလေလိုင်းထဲမှာပြင်ပြီးတော့အဆက်ရှုံပြီးရဆိုရင်ကျွန်တော်တို့ဒီလူပေါ့နော်လူတို့ဒီကဘာမှာရှိတဲ့သက်ရှိတရေလုံးပြောက်ဝဲပြောက်ဝဲဝန်းနေတယ်အဲကြောင့်မို့ဓာတ်ရုလက်နဲ့ဒီလိုမသုံးဖို့အဓိကတားမြစ်တယ် ပြီးတော့ဒီနျူကလီးယားတော့ပိုဆိုးတာပေါ့နော်အခုလက်ရှိအချိန်ကမှာတော့နျူကလီးယားနဲ့ပတ်သက်ပြီးတော့မှာသုံးနေတာတော့ကျွန်တော်တို့အမေရိကရဲ့မှာဆိုရင်စစ်သမောနဲ့ပတ်သက်တဲ့နေရာတွေမှာဒီစစ်ပတ်ဆိုင်ရာနဲ့ပတ်သက်တဲ့ဟာတွေနဲ့ကျွန်တော်တို့ဒီ တို့အစိုးရဘက်ကနေပြည်တွင်မှာဒီပြည်သူတွေကိုတအားပေးတဲ့နေရာတွေမှာဆိုရင်နျူကလ িয়ার တပ်ပေါင်းကိုတွေလုပ်ပြီးတော့မှာပေးတယ်လက်ရှိဆိုလည်းဂျပန်မှာလည်းကျွန်တော်တို့လက်ရှိပေးနေရှိရပါတော့အဲ့ဒါပတ်သက်ပြီးမှာထိန်းသိမ်းရတဲ့ဟာတွေလည်းရှိရပါတော့အဲသူကနေပြီးဆော့ပစ်တဲ့ပစ္စည်းတွေဆိုလည်းကျွန်တော်တို့အခုလက်ရှိဒီကဓာတ်တော့ပါတော့အဲ့ဒီဟာတွေပါတော့တကယ်နိုင်ငံကြီးကြီးရနေပြီးတော့မှာဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့မှာကျွန်တော်ကဒီစွမ်းရဲ့အရင်းမြစ်တွေဒီနိုင်ငံတွေကိုအမြဲတမ်း မီးတွေလက်စစ်တွေပေးတယ်တချို့လို့ဆိုရင်ပင်လယ်ပြင်မှာထွက်ပြီးတော့မှဒီသမောတွေမှာပေါ့နော်တန်းချင်အများကြီးရှိတဲ့သမောတွေမှာနှစ်ပေါင်းများများစွာနှစ်ပေါင်း20နှစ်ပေါင်း30လောက်ရှိပြီပေါ့နော်အနျူကလီးယားတက်နဲ့သုံးပြီးတော့မှသွားနေတဲ့ဟာတွေရှိရပေါ့နော်အခုဒီလည်းရှိတယ်သွားနေကြတဲ့အဲဟာတွေရှိသေးတယ်ပေါ့နော်ဒီပုတ်ကလေးကတော့မရှိဘူးဒါပေမဲ့အစိုးရတဲ့အနေနဲ့ကတော့ဒီအနျူကလီးယားနဲ့ သုံးနေရရှိရပါတော့ပြီးတော့အနျူကလီးယားတက်ဆင်ထားတဲ့လင်းမြေတွေပါဆိုလည်းရှိတယ်ပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တို့အမေရိကန်ကချပြပြီးတော့မှဒီဟာကိုသုံးနေကြပါတော့လက်ရှိမှာလည်းကျွန်တော်တို့ဒီနိုင်ငံတွေတော်တော်များများပါလည်းရှိတယ်လက်ရှိအင်အားကြီးစင်းရဲပေါ့နော်လက်ရှိ2025မှာစတိုင်းကောက်ထားတယ်2024ပေါ့နော်2024ရဲ့အတွက်မှာစတန်ကောက်ထားတဲ့ဟာမှာအနျူကလီးယားပတ်သက်ပြီးတော့မှအမြောက်များရှိပြီးတော့မှကြောက်ရမယ့်နိုင်ငံတွေကတော့နံပါတ်1အနေနဲ့ကျွန်တော်တို့ရုရှားရဲ့တရုတ်ရဲ့ တော်တယ်အမေရိကရဲ့ပေါ့နော်အလက်ရှိမှာတော့အဲ့သုံးနိုင်ငံမှာအဓိကဒီမြောက်ကိုရီးယားနဲ့ပါတာပေါ့နော်အဲ့နိုင်ငံတွေကတော့ပို့ပြီးတော့မှဒီနျူကလီးယားနဲ့ပတ်သက်တဲ့ဒီ rocket တွေရောအဲစစ်နေတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှတက်ဆင်လာတာတွေပဲရှိရောနော်အဲ့တော့မဖြစ်အောင်အားလုံးကတားနေကြတယ်ပေါ့နော်အဲ့တော့နျူကလီးယားနဲ့ပတ်သက်ပြီးတော့မှတကယ်ခဲတာစစ်ပွဲကြီးဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့စိုးရွားတဲ့ကမ္ဘာတစ်ပိုင်းမှာလူတစ်ပိုင်းမှာပထမဦးဆုံးစိုးရွားတဲ့ အားကြီးဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မို့လို့အားလုံးထိန်းနေကြပါဘောနော်လက်ရှိကျွန်တော်တို့နိုင်ငံတကာနိုင်ငံနဲ့နိုင်ငံတကာစစ်ဖြစ်လေဆိုပြီးမှလည်းကျွန်တော်တို့အဲလူများနိုင်ငံကနေပြီးတော့ဂျာဝင်မယ်ဆိုရင်တော့မှဘယ်လိုပေါ့မလဲအတိုင်းတာတစ်ခုလောက်ရှိရပဲကျွန်တော်တို့တားလို့ရမှာဒါကအချို့ကြတော့ဖြစ်တယ်အဲအနောက်ကနေပြီးတော့မှဆက်တဲ့နေပစ္စည်းရခဲရနေပါရကျွန်တော်တို့ကကူညီတယ် ဲ့ဒါယူမှသူတို့တွေကပြန်ပြီးတော့မှ management ပြန်လုပ်တခေါ်တော့ဗောနော်အာဘယ်နေရာမှာပါလို့လဲဗောနော်အခုလက်ရှိအချိန်ဒီမှာဆိုတော့ကျွန်တော်တို့ဒီ drone နဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီရုရှားဗောနော်ရုရှားနဲ့ကျွန်တော်တို့ဒီယူကရိန်းနဲ့ဆိုတော့အာမလည်းတော်တော်လေးဟိုမှာတော်တော်လေးတွေ့ရင်ကြီးတုံးကြတာပေါ့နော်အရင်တော့ဆိုရင်ကျွန်တော်တွေလူတွေသွားပြီးတော့စစ်တိုက်ထွက်တာတွေမဟုတ်တော့ဘူးတင့်ငါးတွေဘာတွေသွားတာမဟုတ်တော့ဘူးလက်ရှိကျွန်တော်တွေဒီ group ချင်းရှိတယ်သူတို့နေနေရ point တိပြီဆိုတာနဲ့ကျွန်တော်တွေ drone တွေနဲ့ပြန်ပြီးတော့ တိုက်တာပေါ့နော်အခုဆိုပို့ပြီးတော့မှတွင့်ရှင်းတယ်ပို့ပြီးတော့ထိအောင်မှုရှိတာပေါ့နော်အဲ့တော့အဲ့အနေနဲ့ပတ်သက်ပြီးတော့လူတွေကကျွန်တော်တို့ဒီစနေနဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆိုရဲအဖက်ဖက်ကနေပြီးတော့ဒီထရိုင်းနေရာမှာဒီ drone တက်တာတက်တာပေါ့နော်ဒီ drone drone နဲ့ပတ်သက်တဲ့တက်ဆိုရဲဟာကိုသက်သက် ဖြည့်လာပြီเนาะရင်းနေခင်မှာတော့အရင်ကတော့မရှိဘူးเนาะအဲလေလိုင်းရနေပြီးတော့တိုက်ပြီဆိုရင်ကျွန်တော်တို့လေရင်းမြလေရင်းမြချင်းချင်းတိုက်တယ်ကျွန်တော်တို့စစ်ကူအနေနဲ့ကျွန်တော်တို့လေရင်းမြလေတိုက်ပြီးတယ်အဲ့လိုမျိုးရှိရမှာเนาะလက်ရှိအချိန်မှာကျွန်တော်တို့စစ်ပွဲဖြစ်ပြီဆိုတော့ပို့ပြီးတော့မှဆိုးရတယ်ဗောနောဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့တာမန်လူတယောက်တော့မှကိုယ်ကံမဲ့ကိုကြည့်ရတာမှတော်တော်လေးကိုမှတော်တော်ကြည့်လို့ရတယ်ဗျအခုဆိုရင်နိုင်ငံတကာနိုင်ငံရဲ့တဏီယာမှာဘယ်နေရာအရေးကြီးတယ်ဘယ်နေရာမှာပါရှိတယ်ဘယ်ဟာအသက်တွေးကြောလဲဆိုတာအားလုံးသိတယ်အဲ့တော့ လက်ရှိအခြေအနေမှာဆိုရင်ကျွန်တော်တို့နိုင်ငံတကာနိုင်ငံဘောတော့နိုင်ငံစစ်ဖြစ်ပြီဆိုရင်သူကအဓိကပင်မနေရာတွေကိုတိုက်နံပါတ်၁စီးပွားရေးကိုတိုက်မှာလားဒါမှမဟုတ်ဘယ်နဲ့စစ်လက်နက်ရုံကိုတိုက်မှာလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တို့တို့ကဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့မှတပေါင်းမှုတွေရှိနေရဆိုသူကသိတယ်အဲ့ဒီနေရာတွေသွားတယ်သွားပြီးတော့တိုက်တော့ကျွန်တော်တို့ဒီပညာရှင်တွေပါသွားတယ်အဲ့တော့တို့နိုင်ငံမှာအဲ့လိုမျိုးဆုံးရှုံးသွားရေးဆိုရင်ကျွန်တော်တို့တွေကအဲဘယ်လိုခေါ်မလဲ အရင်နဲ့လာတယ်ဗောနော်နင်းလာတဲ့ပတ်သက်ပြီးတော့တခြားနိုင်ငံတွေပြီးတော့ပြန်တုံ့ပြန်ပြီးတော့ဖြစ်တာရှိရေဗောနော်အခုလက်ရှိအချိန်ဒီမှာလည်းကျွန်တော်ကြည့်ရတာကဘာအရေးမှာကြည့်ရတာအစ္စရေးနဲ့ဗောနော်ကျွန်တော်ဖြစ်နေတဲ့ဟာတွေဆိုတော့အဲ့တိုင်းပဲသူတို့တနိုင်ငံတနိုင်ငံဆိုတော့ချိုးရီယာစစ်ချိုးကြွားတယ်ဗောနော်အရင်ကမှအာ ိုက်တာတိုက်တိုက်တိုက်ချင်တယ်ခိုက်ချင်တယ်လို့ပေါ့နော်အဲ့လိုမျိုးစီတွေးကြွားရှိတာပေါ့နော်အဲ့တော့ရှိနေတဲ့အချိန်မှာလည်းနိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ဒီဂျီချောင်းဝင်ပြီးဖြည့်ရှင်းတဲ့နေရာမှာလည်းအတိုင်းအတာတစ်ခုထိတော့ပဲကျွန်တော်တို့ပြောပြလို့ကြတာပေါ့နော်အခုလက်ရှိအချိန်မှာတော့အမေရိကကိုလည်းဘယ်သူမှလည်းမကြိုက်ကြဘူးအမေရိကကိုဒီနျူကလ িয়ার လက်နက်နဲ့တုံးပြီးတော့တိုက်မယ်လို့ကျွန်တော်တို့ပေါ့နော်အဲ့ဒီပြောထားကြတယ်ဒါပေမဲ့အဲ့အဲ့ဒါလည်းကြာပါပြီဟိုးအရင်အရင်ပေါ့နော် ဒါပေမဲ့ဘလူးကတော့မဖြစ်တာဘူးအမေရိကဆိုတဲ့ဆိုတော့အကျန်းဖတ်တယ်ပေါ့နော်ဘလူးကဘာဖြစ်မှမသိဘူးလိမ္မာနေဖြစ်ကြတယ်အကြောင်းမျိုးယုံဖြစ်တယ်အဲ့လိုမျိုးတွေပဲဖြစ်တယ်ပေါ့နော်အမေရိကကိုတိုက်ချင်တဲ့အားတွေကအများကြီးရှိတယ်အခုလက်ရှိဆိုတဲ့ကျွန်တော်ဒီဒီစီးရေးအရာမှာတို့နိုင်ငံကိုတိုက်ပြီဆိုရင်တကယ်မျိုးကြီးတွေကိုပဲအဓိကထားပြီးတိုက်ကြတာပေါ့နော်အခုလက်ရှိကတော့ယိုဒန်စစ်တပ်နဲ့ပစ္စည်းတွေနဲ့ပဲယိုဒန်တိုက်ကြတယ်ကျွန်တော်ဒါရုလက်နဲ့ပစ္စည်းတွေပါတယ်အသုံးနာပညာနဲ့တိုက်ပြီးတော့မကြအောင်နျူကလီးယားနဲ့ပတ်သက်ပြီးတော့သုံးမယ်ပါညာလည်းမကြအောင်ဒါပေမဲ့ချိန်ချောက်တာတော့ပါတာပေါ့နော် ်လူတွေကလည်းလက်ရှိရတဲ့လူမျိုးတုံးတိုက်ခိုက်မှုတွေဖြစ်လာပါဘောเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီတမိုင်းကပလူတမိုင်းကြောင့်မှာတော့ဖြစ်ခဲ့တာတော့ဒီဟီရိုရှိမားနဲ့ပတ်သက်တဲ့ဟာဝေါ်ဝါ2မှာတော့ပဲဒီအမေရိကန်ကတုံးခဲ့တယ်ဘောเนาะနျူကလီးယားလက်ရှိအခြေအနေမှာတော့ဒီကပနဲ့ပတ်သက်ပြီးတော့မှအလူကလီကောင်သုံးတာတော့ပါတော့ပါတယ်တော့မရှိဘူးเนาะမဖြစ်အောင်အားလုံးကတားနေကြတာပေါ့တကယ်တော့ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဒီကိုယ်ရည်လဲ ဘယ်လိုမှနေလို့ရမှာမဟုတ်ဘူးလေလိုင်းရနေလွတ်လာပြီးတော့မှကျွန်တော်တို့ယောဂပြရည်လည်းဖြစ်လာပြီးဖြစ်ဖြစ်လာနိုင်တယ်ဗီဇာပြောင်းတဲ့အဲပိုးရည်လည်းဖြစ်ဖြစ်ကောင်းလည်းဖြစ်လာနိုင်တယ်ပေါ့နော်အခုလက်ရှိအချိန်မှာကျွန်တော်တို့ကိုဗစ်ကလည်းပြန်ထနေပြီပေါ့နော်အခုဒီထိုင်းနိုင်ငံမှာဆိုလည်းတော်တော်များများနှာစီးချောင်းဆိုးအဆန်ဝင်နေအဲအလိုမျိုးနေမကောင်းဖျားနာတွေပြီးကိုခုခံကြတာတွေဖြစ်တယ်ပေါ့နော်အဲတော့ကျွန်တော်တို့ကကျွန်တော်ဆိုရဲကိုကဖြစ်ခဲ့ဘူးလေဒါပေမဲ့ပုံမှန်လူမျိုးစဉ်းစားတွေးခေါ်တာတွေပါညာစိတ်မရှိတော့ဘူးပြောမှဆိုတော့နည်းနည်းလေး ဘယ်လိုခေါ်မလဲခုခံနေကြာသွားပြီဘယ်လိုပြောအောင်မနော်အဲ့လိုမျိုးပေါ့အွန်လိုင်းအွန်လိုင်းအဆိုင်တော့မှဆိုလေကျွန်တော်တို့အရင်တော့ကသူကိုဗစ်ဖြစ်တယ်ပေါ့နော်တက်ဝတ်တက်ထူတယ်သူရှုံးသွားတယ်ပေါ့နော်ရှုံးသွားတယ်ဆိုဘယ်လိုခေါ်မလဲစိတ်ကနေပြီးတော့စိတ်ပိုင်းဖြတ်နိုင်စွမ်းနေပါရဲ့ကြာသွားတာပေါ့နော်အဲ့တော့ကိုဗစ်ဖြစ်သွားတဲ့လူကသာမန်လူတယောက်ပေါ့နော်အဲစဉ်းစားတွေးခေါ်နိုင်တဲ့ဘယ်လိုပုံစံမျိုးတော့မဖြစ်တော့ဘူးပြောမှဆိုတော့နည်းနည်းလေးကြန့်ကြတာပေါ့နော်လုံတင်ဖြစ်သွားတာပေါ့နော်ပြောမှဆိုရင်တစ်ခုမဟုတ်တစ်ခုလုံပြီးသေးဆိုရင်ကျွန်တော်စဉ်းစားတဲ့နေရာမှာကျွန်တော်တို့ တက်နေတဲ့ခံမလုပ်နိုင်တော့ပဲနဲ့စဉ်းစားတွေးခုံနှုံနေနဲ့ကြာသွားတာပေါ့အဲ့လိုမျိုးပေါ့အဲ့တော့လက်ရှိချိန်မှာလည်းဈေးဝါးတွေပိုင်ရပေါ်လာတာဖြစ်တဲ့အတွက်ဒီကိုဗစ်ကတော့အမြဲတမ်းကျွန်တော်တို့ဒီလူတွေနဲ့အတူတူသွားပြီးတော့မှနေရတဲ့ဟာတွေကိုဖြစ်လာတာပေါ့နော်အဲ့တော့ဖြစ်လာပြီဆိုရင်စေကြောက်စေထူလူတွေအစိုင်းဝိုင်းများတဲ့နေရာကြီးကိုရှောင်ပြီးတော့မှ mask တက်ပြီးတော့ပဲနေလို့ရတာပေါ့နော်အဲ့တော့ပြောချင်တာကလည်းလက်ရှိချိန်မှာလည်းကျွန်တော်တို့ဒီစစ်ပွဲနဲ့ပတ်သက်တဲ့ဟာတွေဆိုတဲ့ကဘာမှာအများကြီးဖြစ်နေတယ်ပေါ့နော်အဲ့တော့လူကြီးရနဲ့ပတ်သက်ပြီးတော့မဖြစ်အောင် ကဘာရဲကနေပြီးထိန်းကြတာပါခေခေကဖြစ်လာပြီဆိုရင်ကျွန်တော်တို့ဘာမှလုပ်လို့ရမှာမဟုတ်ကျွန်တော်တို့ကတော့ဘာမှမပြောပါတာတော့သူတွေပဲဟိုခံမှန်းရုံကျွန်တော်တို့ဒီရက်တရှိရုံမှာဖြစ်မှာအားကြောင့်မို့နိုင်ငံတကူအနေနဲ့ဘောနောနိုင်ငံကြီးအနေနဲ့သူတို့ကဘေးရန်ကြောင်းဝင်တားနေတာပေါ့နော်အဲ့တော့သူတို့ရဲ့ဆရာကြီးလောက်လာတာတော့ပြောလို့မရအောင်မကြောက်ဘူးဆိုတော့အများကြီးထိခိုက်နေတယ်ပေါ့နော်ကိုယ်ရွတ်တယ်အဲ့တော့လက်ရှိအခြေအနေမှာလည်းကျမရင်ယူဆိုင်ကြပါနောက်တဲ့ကြောင်းဝင်မှာသိရရင်လည်းကျွန်တော်ပြန်ပြောပြပေးပါမယ်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါပဲရှိပေးကြတာ